ကြော်ညာကြည့်ပြီးပါတ िश ူးထုတ်ပြီးရဲ့တန်လင်ကန်းတရုတ်နိုင်ငံကအချို့သောအများသောအင်တာတွေပါကြော်ညာနဲ့ပတ်သက်ပြီးဒီစနစ်အသစ်တွေစတင်လှုပ်ဆောင်လာပါတယ်အင်တာသုံးတ िश ူးရဖို့အတွက်အရင်ဆုံးတ िश ူးပေါက်ပေါ်ကကျူအာကုတ်ကိုစကန်ဖတ်ပြီးမိမိရဲ့ဖုန်းကနေကြော်ညာကိုအဆုံးထိကြည့်ရပါပါ toilet သုံးပြီးတိုင်းတန်ရှင်းလုပ်ဖို့အတွက်ကြော်ညာကိုကြည့်ပြီးမှသာတ िश ူးရမှာဖြစ်ပါတယ် ကြည့်ရှုသူမိတ်ဆွေများအတွက်ဘုသူဒဖြစ်ပွဲစိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးတော့ပါမို့ The Prehat Channel လေးကို Like and Subscribe လုပ်သွားပြီးပါဦးနော်ဒီလိုလုပ်ရတဲ့အဓိကအကြောင်းကတော့စက်ကူဖြိုးလိမှုကိုရှင်းချဖို့အတွက်ကြီးရည်ပြီးလူတွေရဲ့စက်ကူတွေကို လိုလားထက်ပိုပြီးအသုံးပြုမှုဖြိုးပြီးကြတာတွေကို တားဆီးရန်ရည်ရတာဖြစ်တယ်လို့သိရပါတယ်တစ်ဖက်မှာဒီလိုစနစ်တကျလုပ်ခြင်းဖြင့် ဆက်ကူပြုံးလူမှုနဲ့ကုန်ကြစိတ်ကိုတက်တာစီပါဖြစ်ပါတယ်။တတိယဖြစ်တက်တော်ပြုံးလူမှုပါကာကွယ်ပြီးကဘာကြီးကိုအကျိုးပြုရလဲရောက်ပါလေ။ဒါပေမဲ့ဒီမီလန်ကြောင့်ပိုးကြီးကလွတ်လပ်ခွင့်နဲ့ကြောင်ညာကြည်ပြရခြင်းတို့ကြားမှာအငင်းပွားစရာဖြစ်ပေါ်လာပါလေ။တချို့ကတော့ဒါဟာလူတယောက်ရဲ့အခြေအနေတစ်ခုကိုအကျက်ကင်ပြီးကြောင်ညာကိုမဖြစ်မနေကြီးခိုင်းခြင်းဖြစ်တယ်လို့ပြောဆိုနေကြပါလေ။ အရေးတကြီးအလင်လိုတဲ့အခါမျိုးမှာစိတ်တူစရာကတိကောင်းဖြစ်စရာကောင်းလာအောင် ဖြစ်စေရဲ့လို့ပြောဆိုကြပါတယ်။ဒါဟာတကယ်ကောင်းတဲ့အရာလားဆူရတဲ့အစီအစဉ်တစ်ခုလားဆိုတာကိုကိုယ့်မှတ်မှာရေးပြီးသွားခဲ့ပါအောင်နော်။